င်္ဂလာပါဒီနေ့မိတ်ဆွေတွေကို မြေတားလက်ဆောင်ပေးမှာကတော့ဘဝမှာပြည့်ပြည့်စုံမှုလိုအပ်ချက်တွေအလုံးပြည့်စုံဖို့လူချင်းလူငယ်များဖို့ငွေဝင်ပြီးတော့ကြီးပွားချမ်းသာဖို့ရန်သူကိုအောင်မြင်ဖို့ဩဇာအာဏာထက်မြတ်ဖို့အတွက်အဆောင်လေးတစ်ခုကိုမြေတားလက်ဆောင်ပေးပါမယ်နော်အရင်ဦးဆုံးအနေနဲ့ဆက်ရဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါ အဆောင်ကဘာဆောင်ရမလဲဆိုတော့လောကနဲ့ယုတ်တုကိုထုပြီးတော့ဆောင်ရပါမယ်နော်ဘယ်လိုဆောင်ရမလဲဆိုတော့အ ਨੇ ဆုံးလောကနဲ့ယုတ်ကို ကိုလက်မထုရပါမယ်နော်ကိုလက်မထုပြီးတော့ဆောင်ရမယ်အဲဘဘူးထုရတဲ့ဆိုင်ကိုသွားပေါ့သွားပြီးတော့ထုခိုင်းပေါ့နော်တနင်္ဂနွေသားသမီးဆိုရင် ထိန်သားနဲ့လောကနဲ့ယုတ်ထုပါတနင်္လာသားသမီးမိတ်ဆွေတွေကတော့ပေါက်သားနဲ့ပေါက်သားကိုလက်မနဲ့ အဲဒီလောကနဲ့ယုတ်ထုပါ အင်္ဂါသာသမီတွေကတော့လင်းလွန်သားနဲ့လင်းလွန်သားနဲ့အဲဒီလောကနဲ့ယုတ်ထုရမယ်ဘုဒ္ဓဝုသာသမီတွေကတော့သီသားနဲ့လောကနဲ့ယုတ်ထုရမယ်ကာရာပရိသာသမီမိတ်ဆွေတွေကတော့ဂန်ကောသားနဲ့လောကနဲ့ယုတ်ထုပါတောက်ကြသာသမီမိတ်ဆွေတွေကတော့လင်းလွန်သားနဲ့ထုရမယ်နော် စနေသားသမီးမိတ်ဆွေတွေကတော့အင်သားနဲ့လောကနဲ့ရုပ်ထူရမယ်အ ਨੇ ဆုံးကိုလက်မခံထူရမယ်နော်ပြီးတော့ဆရာအခုပြောပြမယ်ဂါထာလေးတစ်ပုဒ်နဲ့အဲ့ဒီလောကနဲ့ရုပ်ထူကိုပလင်းကွန်လေးတစ်လုံးပေါ်မှာတင်ရမယ်တင်ပြီးတော့မှမီးထွန်းရမယ်နော်အလောကနဲ့ရုပ်ထူရှိမှမီးထွန်းရမယ်အခုဆရာပြောပြမယ်ဂါထာလေးနဲ့တိတ်တိတင်ပေးရမယ်နော်ဂါထာလေးကဘာလဲဆိုတော့တာရဏတ္တသလောကတ္တဟုတ်ဒီဘဝတုတပ္ပတာတဲ့ တာရဏံပိစလောကင်စဒေဝရခန္တုတပ္ပတာတေတံမေတ္တာနုဘာဝေနတဘေပူရင်တုသင်္ကပ္ပာတဲ့နော်အဲ့ဒီဂါထာလေး ਨੇ အခေါက်60ရွတ်ဖတ်ပြီးတော့တိတ်တိတရမယ်တိတ်တိတင်ရမယ်အချိန်ကတော့တနင်္ဂနွေသာသမီတွေကညနေ3နာရီကနေစပြီးတော့တိတ်တိတင်မှာတနင်္လာသာသမီမိတ်ဆွေတွေကတော့နေ့လယ်7နာရီကနေစပြီးတော့တိတ်တိတင်ရမယ်အင်္ဂါသာသမီမိတ်ဆွေတွေကတော့ အဲဒီတနာနေခင်တနာရီခွဲကနေပြီးတော့မှစတင်ပြီးတော့တိတ်တိတ်တင်မှာဘောရဟုသားသမီးမိတ်ဆွေတွေကတော့မနေ့ခေါရနာရီခွဲကနေစပြီးတော့တိတ်တိတ်တရမယ်ဂျာရာပရိသားသမီးမိတ်ဆွေတွေကတော့မနေ့6နာရီကနေစပြီးတော့တိတ်တိတ်တရမယ်တောက်ကြာသားသမီးမိတ်ဆွေတွေကတော့မနေ့10နာရီခွဲကနေပြီးတော့စပြီးတော့တိတ်တိတ်တင်မှာစနေသားသမီးမိတ်ဆွေတွေကတော့နေ့လယ်တနာရီခွဲကနေစပြီးတော့တိတ်တိတ်တင်ရပါမယ်နော်အဲဒီဆောင်းနာဆရာပြောပြတဲ့ကာထာလေးကို ခေါ90ရွတ်ပြီးတော့တိတ်တိတင်ပေးပါနော်လောကနတ်ကိုပလင်းလောကနတ်ကိုပလင်းကြီးတဲ့ပလင်းခွန်ပေါ်မှာတင်ပါအဲ့ဒီရေလောကနတ်ရုပ်တုရှိမှာဖျောင်းနိုင်တိုင်းထုံးပြီးတော့ပူဇော်ပေးရမယ်နော်ပြီးရင်ဂါထာကိုရွတ်ဖတ်ပြီးတော့ခေါ90ရွတ်ဖတ်ပြီးတော့တိတ်တိတင်ပေးပါကိုရဲ့ကြော်တာနဲ့မိတ်ဆွေတို့ရဲ့လူဝင်ဆန္ဒတွေရန်သူတို့အောင်မြင်မယ်လူဝင်ဆန္ဒတွေပြည့်စုံမယ်စီးပွားလှလှပါတိုးတက်မယ်ငွေဝင်မယ်နော်ဩဇာအာဏာထမြက်ပါလိမ့်မယ်နော် လူမင်းနာမည်မြမမင်းတွေကပူဇော်ပါတယ်နော်ကိုရဲ့ကြော်ရနဲ့ထူးခြားပါတယ်ဆရာပြောပြခဲ့တဲ့ဂါထာလေးကိုအလွန်မရတဲ့မိတ်ဆွေတွေကတော့ဆရာရဲ့ဗီဒီယိုလေးမှာဆရာပြောပြပါမယ်နော်ဟိုဆရာစာရေးပေးထားပါမယ်တာရဏတ္တသလောကတ္တဗုဒ္ဓဘဝတုတပ္ပတာတာရဏံပိစလောကင်စဒေဝရခန္တုတပ္ပတာတေတံမေတ္တာနုဘာဝေနတဗ္ဗေပူရင်တုသင်္ကပ္ပါနော်ကဲဆရာကတော့ အခုဆရာပြပခဲ့တဲ့ဗီဒီယိုလေးကမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေးပြီးတော့ share လုပ်သွားပေးပါဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရဲဆရာရဲမန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဗေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ဗေဒင်မေးလို့ရပါတယ်ဗေဒင်ညာပူဇော်ကယူပါတယ်နော် ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေတောက်တွေစက်ပစ္စည်းတွေ တံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်တဆင်တွေပြုလုပ်ပေးပါတယ်နော်။ဆရာရဖုန်းနံပါတ်က39956088858ပြီးတော့39968346ဖြစ်ပါတယ်နော်။အဲ့ဒီ39956088858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်။အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်။ ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါနော်